ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံွေပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်အားလုံးပဲမင်္ဂလာပါဗျာဝေးလေဓမ္မတိလက်ဆောင်ကရာကိုကျွန်တော်ဂျုံဝင်းစော်ထုံးကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့မိုးနေ့ရှင်ညကတော့မန္တလေးမှာထက်ထက်မန္တလေးမှာပဲအိုနာဘုံတကိုးမြို့မှာခေမောင်မောင်တန်လေးမြို့မှာပိုကိုကြီးကြောင်ပွဲမြို့မှာခင်းနေအေးရန်ကုန်မှာတက်ကြက်ကြီးပိုကျော်မောင်ထိကြိုင်မှာရှင်ဝမ်းလက်လက်ကိုမိုးကုံမှာ ဆရာအက်ဖတ်တနိုင်အီတလီမှာဝေစာနန်းကြာဒီမိုဆိုမှာစော်တာခန်းဒီမှာအဲလိဇဘက်ကျက်ကောမန္တလေးလပုံမှာဘုစ်မေရီတီရီညံ့ညံ့မူမန္တလေးရွှေကယ်ဒမီအော့ဖ်ဆမာမတ်တီရီပူဝေမန္တလေးချမ်းတာကုံမှာတော်ရွေဂျီနာစန်းနွေရိုက်ကောတာဒနာမှာပါလာမိုက်ကယ်ရှိဖဲ့ ုံလရွာမှာဒေါ်တန်းရွှေတို့ပဲဖြစ်ပါတယ်။ဒီကနေ့စက်ကေမာလာ29ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကြိရှုနာစင် အပေးနေသူများတောင်းဆိုထားကြသူများအားလုံးပေါ်အဖတရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘိုးတူ၍ခံစားရပါသေးကြောင်းအချက်တမတရားမြမပိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံအောင်တောင်းပေးရင်တေးတန်ရှဲ အလုံးဝပြဆိုထားတဲ့အလိုတော်အတိုင်းဆိုတဲ့ဓမ္မတစ်ချင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ုံတွေ့နေရသူများအတွက်ဖို့အပ်သောဆုတောင်းမေတ္တာ။ဩတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမျက်မပြတ်ဆောင်းရှောက်ရဲ့ရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍ညီတိအရာမှအာကိုစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသောစိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောသုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဒီကနေ့ဟာတရားမင်းမီကာအဲဂါဗီယဲနဲ့ဘရာဖာအဲတို့ရဲ့ဖွင့်နေဖြစ်တယ်တရားတမန်တွေကဒီ၃ပါအချုပ်အနေနဲ့ရှိကြသလိုကျွန်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တို့ရဲ့ဘဝသမချမ်းစာတွေမှာလည်းတရားတမန်တွေအများကြီးရှိခဲ့ပါတယ်အတူရဲ့အဓိကတာဝန်တွေကပါလေတယ်ကျွန်တော်တို့တရား profile ဆိုလဲကျမ်းမာခြင်းကိုပေးတဲ့ပုံစံဖြစ်သလို ဂဗီယဲဆိုလည်းတရားရဲ့တင်ကောင်းကိုဝင်ငှပြီးမှဟောပြောဖို့အတိပေးဖို့ကြွာလာတယ်ဖြစ်တယ်လို့မိကာရဲ့ဆိုလည်းပဲကျွန်တော်တို့ရဲ့ဘုရားကိုဘသူအောင်သူဝင်มาလဲဆိုပြီးမှကျွန်တော်တို့နတ်ဆုနတ်မေစာနောက်ချက်တကိုကာဝယ်ပေးမဲ့ပုံကိုနေနဲ့အဲကျွန်တော်တို့ကပေါ်လာခြင်းဖြစ်တယ်လို့တခြားကျွန်တော်တို့မှာကိုဆောင်းတကြားတွေရှိတယ်တခြားကျွန်တော်တို့မသိနိုင်သေးတဲ့ကျွန်တော်ကောင်းစဉ်တက်လို့မရတဲ့တခြားဓမ္မတွေလည်းများစွာရှိပါသေးတယ်ဟောတခေစုလက်ထက်မှာတခြားဓမ္မတွေဘလို့ပါဝင်ကူညီခဲ့တယ်လဲဆိုရင် ်ဘသက်ယောဘက်ပတစ္စတာမွေးဖွားမယ်ဆိုတဲ့ကြောင်းဇာခရီကိုမိန်တော်ပြန်တဲ့အချိန်မှာလဲတခြားတမန်ပေါ်လာတယ်။တခေစုမွေးဖွားမယ်ဆိုတဲ့ကြောင်းပြောတဲ့အချိန်မှာလဲနော်မေတော်မာရီယာထံမှာဂါဗီယဲနေပြီးမှတခြားတမန်ဂါဗီယဲကမိန်တော်ပြန်ခဲ့တယ်။တခေစုလေးအန်နေကြောင်းမဲ့အချိန်မှာလဲကင်းစုစေရေးမင်းဒီကနေ့တော့သွားတော့ဆိုပြီးမှတတိပေးတဲ့အနေနဲ့အီဂျီပီကိုထွက်ပြေးဖို့နော်ပလက်စတိုင်းကိုပြန်လာဖို့အဲ့လိုအချိန်မှာလဲတခြားတမန်ဂါဗီယဲကနေပြီးမှ ပါဝင်ခဲ့တဲ့အခမ်းကဏ္ဍလေးတွေတွေ့ရတယ်။ဘသူငယ်တော်မေးဖွားတဲ့အချိန်မှာလည်းเนาะတရားတမန်တော်တွေရနေပြီးမှတိုးရင်းတွေကိုသတင်းကောင်းတွေပေးခဲ့တယ်။ဒါတော့ယေရှုလေးလောကရဲ့ကချွတ်ရှင်လေးမေးဖွားလာပြီးမင်းတို့တွေသွားကြတော့ဆိုပြီးမှတရားတမန်တွေမြောင်များစွာကလည်းเนาะသတင်းကောင်းကိုပေးခဲ့တာတွေတွေ့ရတယ်။နောက်တကယ်ဆိုနှောက်ရှက်ခြင်းခံရတဲ့အချိန်ဒုက္ခခံတတ်တဲ့အချိန်မှာလည်းတရားတမန်တော်တွေဘေးရန်တွေမှာအားပေးပြီးမှစားစရာတွေယူလာပေးတယ်ဆိုတဲ့ချက်လေးတွေတွေ့ရတယ်။နောက်ဂျက်ဆင်မန်ရဲ့ဥယျာဉ်ထဲမှာလည်း ဒါတမန်တော်တွေကလာရောက်နှစ်သိမ့်အားပေးခဲ့တယ်။တကယ်သူဖမ်းခံရတဲ့အချိန်အဖမ်းမခံရတော့အောင်ဒါတွေကိုစိတ်သက်အေးရခွန်အားနေနဲ့ဘေးရနေပြီးမှကိုကြီးဆောင်းရှောင်းနေခဲ့တဲ့ဆိုတဲ့အချက်တွေလည်းတွေ့ရတယ်။နောက်ဆုံးတကယ်သူရှင်ပြန်ထမြောက်တဲ့အချိန်မှာတင်ချန်းကူရဝါမှာဒါတမန်တော်တွေကဆောင်းရှောင်းပြီးမှလာရောက်ခဲ့တဲ့ပုံကိုယ်တွေကိုပြန်လည်ပြီးရှင်ပြခဲ့တယ်။ဒီပုံကိုယ်ကြီးကတော့ပြန်လည်ပြီးရှင်ပြန်ထမြောက်သွားပြီးဆက်ပြီးမှတင်ချန်းကူပေါ်ဝါမှာလည်းဒါတမန်တော်တွေကဆောင်းအောင်ပြီးမှ သူတို့ရဲ့တာဝန်တွေထမ်းဆောင်ခဲ့တာတွေ့ရတယ်။အော်ဒါအပြင်ရှေးဦးအသင်းတော်မှာလည်းတပည့်တော်ကြီးထောင်ထဲအောင်လွတ်မြောက်အောင်ငကြားဓမ္မတော်တွေကတကူးတွေပြခဲ့တယ်။သူတို့ကူညီခဲ့တဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ကြရတာဖြစ်ပါတယ်။ဒါကြောင့်မို့လောကမှာဘုရားရှင်ရဲ့အစီအမံတွေအင်မတန်အဝေါ်စရာကောင်းတယ်။ဒီကနေ့ဇာဓမ္မတော်ကြီးသုံးမဟာပြင်ကျွန်တော်ရဘွားမှာကျွန်တော်စောင့်ရှောက်နေတဲ့ကုဆောင်တရားတွေတခြားကျွန်တော်မမြင်နိုင်သေးတဲ့ကျွန်တော်မသိနိုင်တဲ့ဇာဓမ္မတွေလည်းများစွာရှိအောင်မှာဖြစ်ပါတယ်။ဒါဘုရားရဲ့ love ဘုရားရဲ့မြစ်တာ ဘုရားရဲ့သာသီမြို့မှာထားမဲ့ဂိယူနာမြစ်တာဘုရားရဲ့သာသီမြို့မှာထားတဲ့ဆောင်းရှောင်းမှုတွေကိုကျွန်တော်တို့ခံစားသိရှိကြမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘက်ကလည်းပဲဘုရားကိုပြန်လည်ပြီးမှအတိမတ်ပြီးတော့ဘုရားကအမတန်မှအကွက်စေတယ်၊တောင်းစေတယ်။ကျွန်တော်တို့အစအစရာဆောင်းရှောင်းဖို့ကြကြဓမ္မများစွာကိုလောကထဲမှာဆေလွတ်ခဲ့တယ်။ရှေးကိုတင်းတော်မှာဆေလွတ်ခဲ့တယ်။တကယ်စီရဘဝတစ်လျှောက်လုံးမှာလည်းဆေလွတ်ခဲ့တယ်။ယခုတိုင်အောင်လဲကျွန်တော်တို့ရဲ့ဘေးမှာပုံတရားမျိုးမျိုးနဲ့ ညချတမန်တို့ရာဆောင်းဆောင်နေကြဆဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအမိမဲ့ဖာမဲ့သာသမီတွေမဟုတ်ပါဘူး။ဘုရားရှင်ကိုယ်တိုင်ကောင်းကင်ကဆောင်းဆောင်နေတယ်လို့လောကမှာလည်းကျွန်တော်မြင်နိုင်ရမှမြင်နိုင်ရနေအနေနဲ့ကျွန်တော်ဘေးမှာအဆဆရာဆောင်းဆောင်နေတဲ့ညချတမန်တို့ရှိတယ်ဆိုတဲ့စိတ်ထဲကွန်အားရပြီးမှ လောကတိုင်းကိုကြံ့ကြံ့ခံပြီးမှအကောင်းဆုံးကျူစာရအောင်ဒီကလာကြီးမှာဒီခေတ်ဆိုကြီးမှာဒီဟာတွေစိတ်တက်တွေအားမွေးပြီးမှငါတို့ဘုရားပြင်မထားဘူးတို့ဆောင်းဆောင်နေတဲ့ကာဝေးပေးနေတဲ့ပုံကိုယ် မေတော်ပါဝင်တရားတမန်တွေပါဝင်ယန္တာတွေပါဝင်အများကြီးရှိတဲ့ဆိုတဲ့စိတ်တည်းခွန်အားတွေယူပြီးမှရှေ့ဆက်ပြီးမှအကောင်းဆုံးကြိုးစားသက်ရှင်သွားကြရအောင်ဘုန်းကြီးတို့သောတာရှင်တရားကမအပေါင်းတို့အတိတရားအညာတစ်ခုကန္ဓာအလှဲ့ကျလာပြန်ပြီဆိုတော့ဒီတစ်ပတ်မှာလဲတွေးခေါ်ဆင်ခြင်မှုများကိုဆင်ခြင်တော်တရားနဲ့အညီ လိလာသွားကြပါစုအပြစ်ကြောင့်ယွယွင်းလာတဲ့လူရဲ့ခန္ဓာကို ကြည်ကြစေတရားနာပြည်တာကျွန်တော်တို့ရဲ့မိဥဖာဥဖြစ်တဲ့အဖအူအာရအမိဒေါ်ဧဝါတို့ကိုကြည်ကြမယ်ဆိုရင်မာနနတ်ဆွေရဲ့ဇကားကို သူ့ရဲ့လှည့်ပြားမှုကို နားထောင်နားယောင်ပြီးတော့လိုက်လျှောက်ခဲ့ကြတဲ့အတွက်အပြစ်ပြုပြီးအပြစ်ထဲကြတဲ့အတွက်ထိရကြီးသုံးခုနဲ့ရင်ဆိုင်ခဲ့ကြရတယ် ပထမသူတို့ရဲ့ဝိညာဉ်တည်သွားတယ်။အဲ့နောက်ဒုတိယဖြစ်ရကတော့သူတို့ရဲ့စိတ်ပိုင်းမှာဇာတိစိတ်တွေဖြစ်ပေါ်နေတယ်။တတိယကတော့သူတို့ရဲ့ခန္ဓာမှာအိုခြင်းနာခြင်းတည်ခြင်းဒီသင်္ခါရတရားတွေဟာသူတို့ရဲ့ခန္ဓာကိုယ်လေးကိုကြားရောက်လာတော့တယ်။ပထမအချက်အနေနဲ့သူတို့ရဲ့ဝိညာဉ်တည်သွားတယ်။ကဗ္ဗဥစ္စာအခန်းကြီးနှစ်အပိုင်းငယ်၁၈မှာ ထိုအပင်အပီးကိုစားသောနေ့တွင်ဧကံအမှန်တရားမြည်ဟုလူကိုပြညတ်တော်မူ၏အာဒံဧဝဟာအပီးကိုစားတဲ့နေ့မှာပဲစိတ်နဲ့ခန္ဓာအလွာနှစ်ခုစလုံးဟာအသက်ရှင်နေပြီနဲ့သူတို့ရဲ့ဝိညာဉ်ဟာနဝိညာဉ်ဟာတည်သွားခဲ့ဖြောင့်မတ်ခြင်းကျေးဇူးတော်လို့ခေါ်တဲ့ဖခင်ရဲ့အသက်သူတို့ရဲ့နဝိညာဉ်ထဲမှာမရှိတော့ဘဲနဲ့ဆုံးရှုံးခဲ့ကြရတယ် အတက်တာမီးရင်းသွားခြင်းနဲ့တူပါလေအဲ့တော့လျှက်စစ်မီးဒီတစ်လုံးဟာလျှက်စစ်စီးနေတဲ့အခါမီးလင်းနေမီးခလုတ်ပိတ်လိုက်တဲ့အခါမီးငိမ့်သွားပြီးတော့မီးတည်တယ်လို့ဆိုရမှာဟုတ်လားအဲ့ဒီမီးဒီဟာငโกမူလအတိုင်းရှိနေပြီမဲ့သူ့မှာအလင်းမရှိတော့ဘူးတရားနာပြိတ္တလူဟာလည်းဒီတိုင်းပဲဖျားနဲ့အဆက်ပြတ်တဲ့နေ့ဖြောင့်မတ်ချင်းကျေးဇူးတော်ဆုံးရှုံးပြီးတော့ စိတ်နဲ့ခန္ဓာရှိနေသေးပေမဲ့နာဝိညာဉ်တည်တဲ့အဖြစ်အခြေအနေကိုရောက်ခဲ့ကြရတယ်။မာတိခန်းကြီးငါအပိုင်ငယ်ဆက်လေးတင်တို့ဒီလောကကြီးအလင်းဖြစ်ကြ၏။ခရစ်တော်ရဲ့ကယ်တင်ရှင်ခံကြရတဲ့ကျွန်တော်တို့လောကအလင်းဖြစ်ဖို့ဖျားသခင်စီကမိအလင်းကိုညှိယူဖို့ကြိုးစားဖို့လိုပါတဲ့တရားနာပိတ္တ။ဒုတိယအဖြစ်ကတော့ သူတို့ရဲ့စိတ်ပိုင်းမှာဇာတိစိတ်တွေဖြစ်ပေါ်လာတော့တယ်ဇာတိစိတ်ဆိုတာလူရဲ့တဘာဝဒီဇစိတ်ကိုခေါ်တယ်လူရဲ့ဇာတိစိတ်ဟာအတော်ကိုဆွမြင့်ယိုယွင်းပြည့်စည်နေတာကိုကျွန်တော်တို့တွေ့ရတယ်တမန်ချမ်းစာထဲမှာဇာတိပဂရိရဲ့လူအင်များဇာတိပဂရိရဲ့ဆွမြင့်မှုများဇာတိပဂရိရဲ့ပြောညတ်မှုများတတ်မဲ့မှုများဇာတိပဂရိရဲ့အပြစ်များလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ငါတော်စိတ်ရှိတိုင်းလုံလိုက်ရရင်မင်းသိသွားမယ်စသဖြင့်ကျွန်တော်တို့ဇာတိစိတ်ကို ထိန်းကြရတယ်မဟုတ်လားတရားနာပိဋကဇာတိပဂရိစိတ်ကဘာမျှအကျိုးမပေးဘူးစိတ်လည်းမချရဘူးတရားနာပိဋကယုံမနေနဲ့ဖျားနဲ့ပေါင်းဆက်ခြင်းအဖြစ်သာလျှင်ဝိညာဉ်ပဂရိအသက်တာကိုအယယူဖို့ကြိုးစားကြစုတရားနာပိဋက တတိယအဖြစ်ချက်ကတော့သင်္ခါရတည်ခြင်းတရားဖြစ်တဲ့အိုခြင်းနာခြင်းတည်ခြင်းဟာ လူရဲ့ခန္ဓာထဲကိုရောက်လာရတယ်။အသက်900နဲ့30ရောက်တဲ့အခါအာဒံရဲ့ကိုယ်ခန္ဓာဟာတည်ခြင်းနဲ့အဆုံးသတ်တယ်တဲ့ကျမ်းစာထဲမှာဒီလိုဖော်ပြထားပါတယ်။အခုကျွန်တော်တို့ခန္ဓာအသက်ရှင်နေကြပြီမဲ့တနေ့တခြားသင်္ချိုင်းတို့ခြေလှမ်းလှမ်းနေကြတယ်မဟုတ်လားတရားသာပြိတ္တာ။အာရန်ရဲ့တားစီမြေးဆက်ကျွန်တော်တို့ ရုပ်သက်ဟာပုံမှန်ပါလာပြီမဲ့နာဝိညာဉ်ဟာဖះရဲ့အသက်မပါတော့ဘဲနဲ့ရှိနေတဲ့အဖြစ်အဲကျွန်တော်တို့အဲ့ဒီနာဝိညာဉ်ထဲမှာနံတဲ့ဖះရဲ့အသက်ဖြောင်းမှချင်းကျေးဇူးတော်ကိုရဖို့အတွက်ဖះနဲ့ဂဟီဆက်ဖို့ကြိုးစားဖို့လိုပါတယ်တရားနာပိဋကအဲ့တော့လူလိုက်ဆုံးရှုံးနေတဲ့ဝိညာဉ်သက်နံသက်ကိုဒီဖះရဲ့အသက်ဖြောင်းမှချင်းကျေးဇူးတော်ကို ဘယ်လိုပြန်ရယူမလဲရှင်ယောဟန်ဩဝါဒစာ ပထမစာ အခန်းကြီး၅အပိုက်ငယ်၁၁တားတော်ကိုရတော်သူသည်အသက်ကိုရ၏ဖျားသခင်၏အသက်ကိုမရတော်သူမူကားအသက်ကိုမရကိုရရှင်နီကောဒီမုကိုမိန့်ကြားတဲ့စကားကိုလည်းရှုကြစို့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၃အပိုက်ငယ်၅မှ၇ရေနှင့်တန်ရှင်သောဝိညာဉ်တော်၌မမွေးဖွားသောသူမိဒီကား ဖျားသခင်၏နိုင်ငံတော်သို့မဝင်ရဇာတိပဂတိ၌မွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်၌မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးဖွားခြင်းကိုခံရမည်ဒုတိယမွေးဖွားခြင်းဆိုတဲ့စေကြောခြင်းကိုခံကြပြီးပါပြီဒါပေမဲ့ခွေးမိကောက်ကြည်တော့ဆိုသလိုဖြစ်နေတဲ့အတွေ့ကောက်မြဲကောက် အပြစ်လမ်းနဲ့ရှောင်ရင်းရှောင်နေကြတယ်မောင်လာတရားနာပိဋကစစ်မှန်တဲ့ဒုတိယမွေးဖွားခြင်းဖြစ်မှသာကိုရောရှင်စကားနဲ့ကျွန်တော်တို့အသက်တာဟာညီမယ်နော်ရှင်ယောဟန်ခရစ်ဝေအခန်းကြီး1အပိုင်ငယ်7နဲ့73ကိုကြည်ကြစို့ကိုရောကိုယုံကြည်သောသူတို့အားဖျားသခင်တာဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆိုင်၍ဖွားသောသားမဟုတ် မေထုံတံဝတအားဖြင့်ဖွာသောတာမဟုတ်လူအလိုလျောက်ဖွာသောတာလည်းမဟုတ်ဖျားသခင်ဖွာတော်မူသောတာဖြစ်တည်းဒုတိယမွေးဖွာခြင်းဖျားရှင်၌စီကြောခြင်းမင်္ဂလာခံပြီးတော့အသက်တာအတွင်း၌အပြစ်နဲ့ကင်းစင်ပြီးတော့ကောင်းမွန်စွာဖျားရှင်ရဲ့လမ်းတော်ကိုရှောက်လမ်းမှုတို့ပါလေ thank you တော်သတင်းကဏ္ဍမှာတော့အိုယမ်မင်းကြီး Francis အရှင်သူမြတ်ထုတ်ပြန်ခဲ့သည့် Louder to See စာချုပ်သောဆယ်နှစ်မြောက်အထိမ်းအမှတ်အကြောင်းသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တို့၏ဘုံအိမ်တော်ကဘာမကြီးကိုဂယုဆိုင်စောင့်ရှောက်ရန်ရည်ရွယ်၍အိုယမ်မင်းကြီး Francis အရှင်သူမြတ်ထုတ်ပြန်ခဲ့သည့် Louder to See အိုယမ်မင်းကြီးစာချုပ်သောဆယ်နှစ်မြောက်အမှတ်တရအဖြစ်ပုပ်ယဟန်မင်းကြီး Leo 14ကကဘာတော်မှာဘာသာရေးခေါင်းဆောင်၄၀၀ကျော် ရာသီဥတုဆိုင်ရာကြွန့်ကျင်သူများရပ်ဖက်လူအဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်မိရာသီဥတုတရားမျှတမှုအတွက်မျှော်လင့်ချက်ကိုမြင့်တင်ခြင်း Raising Hope for Climate Justice အမည်ရနိုင်ငံတကာပွဲကို အောက်တိုဘာလ၁ရက်နေ့တွင်တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်ဗာတီကန်ဒရမပေးပို့သည့်သတင်းများအရဖော်ကိုလာရီလှုပ်ရှားမှုမှဦးစီးသည့်စန်ထရိုမာရီယာပိုလီ၌ ကျင်းပမည့်နိုင်ငံတကာညီလာခံကိုအောက်တိုဘာ၁ရက်နေ့ဗိုလ်ရုနေတွင်စတင်ရန်စီစဉ်ထားပါသည်။ဤညီလာခံကို လော်ဒါတူစီလှူရှားမှုမှသာသနာတော်ဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းမျိုးမျိုးနှင့်ပူးပေါင်း၍စီစဉ်ခြင်းဖြစ်ပြီးဘုရားမင်းကြီး Francis E. ဟန်စင်းရင်ကိုဗီယူဆိုင်စောင့်ရှောက်ရန်ရည်သည့်စာကြွန်တော်၁၀နှစ်ပြည့်အထိမ်းအမှတ်ဖြစ်လဲကျင်းပခြင်းဖြစ်ပါသည်။အောက်တိုဘာ၃ရက်ထိကျင်းပမည့်ဤညီလာခံသည်ကဘာတော်မှဘာသာရေးခေါင်းဆောင်များ ရာသီဥတုဆိုင်ရာကျွမ်းကျင်သူများရက်ဖက်လူအဖွဲ့အစည်းများနဲ့အဖွဲ့အစည်းများမှကိုယ်စားလှယ်လေးရာကျော်တို့ကိုစုစည်းတက်ရောက်ကြမည်ဖြစ်ပြီးသာသနာတော်၏တုံသင်ချက်အရဂေဟာစနစ်ဆိုင်ရာပြောင်းလဲမှုကိုအကောင့်ထဲဖော်ရန်အတွက်နောက်ထပ်ခြေလှမ်းများကိုပုံဖော်ဆွေးနွေးကြမည်ဖြစ်ကြောင်းဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရသိရပါသည်။ ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။